စားဘူးတဲ့ဘူဖေးတွေထဲမှာမှတရအောင်မှတသိန်း2000ကျော်ပဲကြာတယ်ပြီးတော့အဲ့ဒီထဲမှာကြောက်ပုစံတချမ်းလေးပါတယ်ပြီးတော့ကြံတဲ့အစားအသောက်တွေအားလုံးကဘူဖေးဆာရှိမီတွေပါမယ်ဝက်စတန်ဖူးတွေပါမယ်အေရှန်ဖူးတွေဟိုမှအရတာလည်းကောင်းမယ်ပြီးတော့ခင်းချစ်ပြတာထားတာတွေကလည်းလုံးဝအိုရှယ်ပဲအဲ့ဒီအပြင်ကိုအချိုပွဲတွေစုံစုံလင်လင်လည်းပါမယ်အဲ့ထက်မကောက်ဘူးတောက်စရာတွေပြီးရင်ကော့တေးတွေ free flow beer တွေပါတဲ့ဆိုကြတဲ့ကတော်တော်လေးကိုတန်နေပြီကျွန်တော်က buffet ဆိုင်ရင်ကျွန်တော်ဆိုင်မှာရှိသမျှအရာတာအားလုံးလိုက်ပြီးတော့ try တဲ့လူဆိုတော့ရှိသမျှအစားတောက်တွေနည်း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 ချင်းစီကျွန်တော်အရင်ယူတာပေါ့ပြီးတော့ရင်ကိုစားချင်တဲ့အကင်တွေကိုလည်းဒီဘေးနားမှာပဲတခါလေး grill လုပ်ပေးတယ်ပြီးတော့ cocktail ဆိုလည်း gin base လားဒါမှမဟုတ် rum base လားတခါလေးပဲဖြော်ပေးတယ်ပေါ့လုံးဝတော်တော်လေးကိုတောက်လို့လည်းအရန်ကောင်းနေကျွန်တော်ကတော့၃ခွက်တောက်ခဲ့တယ်ပေါ့ ကျွန်တော်တော်တော်လုံးဝကြောက်စွန်တချမ်းပါနေတာနဲ့တင်လို့ပဲတော်တော်လေးကိုဒီဘူဖေးကတန်နေပြီပြီးတော့ဒါကိုယ့်ရဲ့မီတာစုနဲ့ပဲသွားစားအဖြစ်ဖြစ်ဒါတငယ်ချင်းနဲ့ပဲသွားစားမလားဒါမှမဟုတ်မွေးနေ့အထိမ်းမှတ်တစ်ခုခုမှာပေါ့ celebrate လုပ်ချင်တယ်ပြီးတော့ဘူဖေးသွားကျွေးချင်တယ်သွားစားချင်တယ်ဆိုရင်ဒီ Pharmacy Fair ရဲ့တောက်ကြံတဲ့စနေတွေမှာရှိတဲ့ဒီဘူဖေးကိုသွားပြီးတော့စားဖို့အတွက် recommend ပေးတယ်ဒေါ်လာ35ဝန်းကျင်နဲ့ဒီလောက်ထိ စားစရာတွေအစုံအလင်ကိုဘူဖေးစားရတော်တော်လေးကိုတန်တယ် ဆိုတော့သွားစားကြည့်ဖို့အတွက်လည်းလုံးဝ recommend ပေးပါတယ် by the way downtown view နဲ့လည်းတပ်ပုံရိုက်လို့အရန်ကိုမိုက်တယ်